အားလုံးပဲမင်္ဂလာပါရှင်။မြန်မာတရင်ကြနေရဲ့ဇွန်လ16ရက်နေ့ရေဒီယိုစီစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို1000ပြည့်သွားပါပြီ။ချင်းပီနေ CDM နိုင်ငံဝန်ထမ်းများအကောင့်စီကိုဖွဲ့စည်းလိုက်ပါတယ်။ကျန်းသာရေးဆေးဝါးမလုံလောက်တာကြောင့်ငါးလအတွင်းနိုင်ငံရေးအချင်းသူအချင်းသား၁၂ဦးတိတ်ဆုံခဲ့ရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကနေတည်ရပါရယ်စားရတဲ့လူမျိုးသူဆက်ပြရမှာပါကျမတို့အစီအစဉ်သက်သက်တို့မင်းနေဖြစ်ပါရယ် တော်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ဆုတောင်းဗီဒီယို1000ပြည့်တော့ပါပြီ။သရိုက်စာကတင်ဆက်ပေးမှာပါ။တော်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်ဆုတောင်းပေးတဲ့ဗီဒီယိုစုစုပေါင်း1000ပြည့်တော့ပြီလို့ဥဆောင်လို့ရှာနေသူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။ အမေမွေးနဲ့မတိုင်ခင်တရလိုမှာမွေးနဲ့ဆူတောင်းရှစ်တောင်းပြီးတော့ပါပြီ။ပါဝင်ဆူတောင်းပေးသူများအလုံးနဲ့ဆူတောင်းများကိုရရှိအောင်ကူညီပေးကြသူများအလုံးကိုခင်နဲ့ကမ်ပိန်းဖျက်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါရခင်ဗျာလို့လဲဆူ80 birthday campaign facebook page ကဒီကနေ့နေ့လေးပိုင်းမှာရေးသားခဲ့ပါတယ်။အဲ့ဒီလိုရှစ်တောင်းပြီးသွားခဲ့ပေမဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနဲ့ဖြစ်တဲ့ဂျွန်လ16ရက်နေ့အထိဗီဒီယိုတွေဆက်ပေးပို့နိုင်တယ်လို့လဲဆိုပါတယ်။ အခုအစည်းအဝေးကိုတော့ဒေါ်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးတဲ့အထင်အမှားအဖြစ် Green Day မှတ်တမ်းတင်နိုင်ဖို့ရည်ရွယ်ခဲ့တာဖြစ်ပြီးဇွန်လ၄ရက်နေ့ကစလို့ဗီဒီယိုတွေကိုစတင်ကန်ခဲ့တာဖြစ်ပါတယ်။ မွေးနေ့စုတောင်းပေးခံရသူအများဆုံးအဖြစ်အခုလက်ရှိ Greenness and Change တင်ထားတဲ့သူကတော့အိန္ဒိယနိုင်ငံကအမျိုးသားတယောက်ဖြစ်ပြီးဗီဒီယိုပေါင်း3200ခုနဲ့2016ခုနှစ်မှာမှတ်တမ်းတင်ထားတာပါအခုတော့ဆန်းစုကြည်မွေးနေ့လှူရှာမှုကိုဦးဆောင်ပြုလုပ်သူတွေချဲမှာတော့တားဖြစ်သူ Kim Harris လည်းပါဝင်ပြီးဆူဒေါင်ဗီဒီယိုတွေပေးဖို့တူရီချင်းမှာတော့မြန်မာနိုင်ငံကနမေကျေအနုပညာရှင်တွေနဲ့နမေကျော်ပုဂ္ဂိုလ်တွေလည်းပါဝင်ပါတယ်။ ီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့တရင်ချောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မချနာတရင်ချန်နေရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 336 331ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။အချင်းတောင်တွင်ဇေဝမလုံလောက်တာချောင်းငါလာအတွင်းနေငယ်ရေးအချင်းသူချန်သားဆက်သူဒိတ်ဆုံးကြရလို့မြန်မာနိုင်ငံလုံးဆိုင်ရာနေငယ်ရေးချန်သားများကိုရဲ့ပြပြနေမကနေတည်ရပါတယ်။ဆက်စိုင်းကတင်ဆက်ပေးမှာပါ။ 2025ခုနှစ်ဇန်နဝါရီလကနေဇွန်လ3ရက်နေ့အထိ PPNM ရဲ့လက်လမ်းမီတလောက်ကောက်ယူထားနိုင်တဲ့စီးရင်တွေအရ17ရက်အထိတည်ဆုံခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလအထဲမှာအိုးဘိုကျင်းထောင်မှာပုံမှန်50နှစ်ကနဲ့ထောင်တန်း9နှစ်ချမှတ်ခံထားရတဲ့ CDM ကျောင်းဆရာမကြီးတော်မြင့်မြင့်တန်းဟာအကျဉ်းထောင်အတွင်းဆေးဝါးလုံလောက်စွာစောင့်ရှောက်မှုမရတာကြောင့်တွေးကြောပေါက်ကတည်ဆုံခဲ့ရပြီး17ရက်မြောက်တည်ဆုံသူဖြစ်လာတာလည်းဖြစ်ပါတယ်။ကျောင်းဆရာမကြီးတော်မြင့်မြင့်တန်းဟာ TB ယောဂါအခမ်းရှိတာကြောင့်ဆေးဝါးစောင့်ရှောက်မှုပုံမှန်လိုအပ်နေသူဖြစ်သလိုယောဂါပြင်းထန်လာချိန်ပြင်ပမှာဆေးကုသခွင့်တောင်းခံခဲ့ပေမဲ့ထောင်အာဏာပိုင်တွေကခွင့်ပြုခဲ့ခြင်းမရှိဘဲဆေးအပြင်းတွေတွင်းနေရချိန်တွေးကြောပေါက်ပြီးသိဆုံးခဲ့ရတာဖြစ်တယ်လို့ PPNM ကဆိုပါတယ်။ မြန်မာနိုင်ငံကအကျဉ်းထောင်တွေမှာဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာမရတာကြောင့်နိုင်ငံအပါအဝင်အကျဉ်းချခံရသူတွေဟာယောဂါဖြစ်ပွားတဲ့အပြင်ဆေးကုသခွင့်မရတာကြောင့်ယောဂါအခန်းတွေပိုဆိုးရွားလာပြီးတော့တည်ဆုံးတဲ့အချိန်တွေမဟုတ်ပဲအသက်ပေးရတဲ့အခြေဖြစ်ပွားနေရတွေရှိရလို့ PPNM ကဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မှာတော့ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရတာကြောင့်ကြာဆုံးခဲ့ရတဲ့နိုင်ငံရဲ့အကျဉ်းသူအကျဉ်းသား22ယောက်ထိရှိခဲ့ပြီးမန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်လည်းထောင်တွင်းတည်ဆုံးခဲ့ရပါတယ်။ ာရှဖွံ့ဖြိုးရေးပန်း ADB ကနေငလင်ပေးတန်ခံရတဲ့ပြည်သူတွေအတွက်အာရှဖွံ့ဖြိုးရေးရန်ပုံငွေ ADF က American Dollar တန်တရာအကူအညီပေးရေးအစီအစဉ်ကိုအတည်ပြုခဲ့ပါတယ်။နမိမက်နေရာတင်ဆက်ပေးမှာပါ။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရဖို့နဲ့မြန်မာနိုင်ငံအတွက်ရေရှည်ရရွာခနဲ့ရေကိုတိဆောက်ဖို့အတွက်အဲ့ဒီအကူအညီပေးရေးအစီအစဉ်ကိုဇွန်လ18ရက်နေ့မှာအတည်ပြုလိုက်တာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာမနိုင်ငံမှာလုခတ်ခဲ့တဲ့အပင်းရီဂျစ်စတာစကေခုနှစ်တသမခုနှစ်အဆင့်ရှိငလင်အပီးမှာလည်းအရေးပေါ်ကိစ္စရေးထောက်ပံ့ငွေဒေါ်လာ3တန်းပေးအပ်ခဲ့တယ်လို့လည်းသိရပါတယ်အကူအညီလိုအပ်နေတဲ့မိသားစုတွေကိုစာနာရိတ်ခါရေးအမောအကာနဲ့ဆေးဝါးစောင့်ရှောက်မှုတွေကိုပေးဆောင်မှာဖြစ်ပြီးကြီးရှည်တဲ့မွေဝမ်းကြောင်းမှုအလို့အကန်နဲ့ရည်ရွယ်ကြမ်းကြမ်းခံနေရတဲ့အတွက်ကူညီပံ့ပိုးမှာဖြစ်တယ်လို့လည်း ATB ဥက္ကဋ္ဌကပြောကြားပါတယ် ငလီမလောက်ခင်ကမြန်မာနိုင်ငံအတွက်ကုလသမဂ္ဂက2025လူသားချင်းစာနာမှုလိုအပ်ချက်နဲ့တုံ့ပြန်ရေးစီမံချက်အရလူပေါင်း၄တသမ3တန်းဟာအကူအညီနဲ့လူမှုဆိုင်ရာကာကွယ်ရေးအရေးပေါ်လိုအပ်နေပြီဖြစ်ကြောင်းခန့်မှန်းထားပြီးငလီလောက်ခတ်ပြီးမှတော့လူပေါင်း6တသမ3တန်းအထိရှိခဲ့တယ်လို့လည်းဖော်ပြပါရှိပါတယ် အကူအညီအစီအစဉ်အောက်မှာ ADB ဟာအရေးပေါ်အမောအကာရေနဲ့တန့်ရှင်းရေးဝန်ဆောင်မှုတွေအစာအသောက်အမျိုးသမီးတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အမှရေးထောက်ပံ့မှုတွေနဲ့စိတ်တန်ရာအကြံဉာဏ်ပေးတာတွေပါဝင်တဲ့အပြင်ယာယီတင်ကြားရေးနေရာတွေကိုပြုပြင်ပေးတာရဲရွာစာကြည့်တိုက်တွေတက်ဆင်ပေးတာပညာတတ်တွေကိုလက်ချင်းပေးတာငွေသားနဲ့အမျိုးအစားလိုက်လွှဲပြောင်းပေးတာတွေကိုဆောင်ရွက်ပေးသွားမယ်လို့လည်းသိရပါဗျာ။ တက်ဆိုင်ရာဒေသအလိုက်တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီးတရားလှမ်းတွေဆေးမြောင်းနဲ့ရေနှုတ်မြောင်းစနစ်တွေနဲ့ခြေခါအဆောက်အဦတွေကိုအစစ်မြင့်တင်ပေးသွားမှာဖြစ်ပြီးရာသီဥတုပြောင်းလဲမှုမှာလိုက်တရောညီထွေဖြစ်အောင်နေတတ်အောင်နဲ့ခဏရေအကောင်းစေဖို့အတွက်ပြည်သူတွေကိုတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံကောက်ခွဲမှုတွေကိုလည်းလက်ကျင့်ပေးသွားမယ်လို့လည်းသိရပါဗျာ။ ချင်မီနီအတွင်းရစီဒီယမ်ဝန်ထမ်းတွေရဲ့အခွင့်အရေးနဲ့အရေးကိစ္စတွေကိုပို့ပြီးဆောင်ရွက်နိုင်ဖို့ချင်မီနီစီဒီယမ်နိုင်ငံဝန်ထမ်းများကောင်စီ KSCCSC ကိုဖွဲ့စည်းလိုက်တဲ့လို့ဖြစ်မြောက်ရေးကော်မတီကဆိုပါတယ် ချင်းမင်းနယ်တွင်းမှာရှိတဲ့ CDM နိုင်ငံဝန်ထမ်းတွေရဲ့အကျိုးစီးပွားတွေကိုကောက်ကွယ်မြင့်တင်ဖို့အပြင် CDM အရေးကိစ္စတွေကိုပုံမှန်ဆောင်ရွက်နိုင်ဖို့နဲ့နောက်ဖြစ်ပေါ်လာမယ့်ချင်းမင်းနယ်အစိုးရအဖွဲ့ရဲ့ဥချုပ်ရေးဥပဒေပြုရေးတရားစီရင်ရေးကဏ္ဍတွေမှာချိန်ဆက်ပူပေါင်းဆောင်ရွက်နိုင်ဖို့ခိုင်မာအားကောင်းတဲ့ချင်းမင်းနယ်နိုင်ငံဝန်ထမ်းများကောင်းစီဖြစ်ပေါ်လာရေးအတွက်ဇွန်လ15ရက်နေ့ကထူးထူးအစည်းအဝေးကို online zoom platform နဲ့ကျင်းပပြုလုပ်ခဲ့ကြတာလို့ဆိုပါရယ် အဲ့ဒီအစီအဝေးကိုချင်းမင်းရဲ့အတွင်းမှာရှိတဲ့မြို့နယ်အဓိကကဌာနဆိုင်ရာ CDM ဝန်ထမ်း54ဦးတက်ရောက်ခဲ့ပြီးတော့တက်ရောက်လာတဲ့ CDM ဝန်ထမ်းတွေရဲ့သဘောတူဆုံးဖြတ်ချက်အရချင်းမင်းရဲ့ CDM နိုင်ငံဝန်ထမ်းများကောင်စီကိုဖွဲ့စည်းလိုက်တာဖြစ်တဲ့လို့ပြည်မြောင်ရေးကော်မတီကပြောဆိုထားတာပါအခုလောကချင်းမင်းရဲ့ CDM နိုင်ငံဝန်ထမ်းများကောင်စီဖွဲ့စည်းလိုက်တဲ့အပေါ်မန္တလေးဒေသအကြမ်းဖက်အာဏာပြီးဆိုင်ရေးအဖွဲ့အစည်းလေဝမ်မြောက်ဂုံယူချောင်းနဲ့ပူပေါင်းဆောင်ရွက်တော်မှာဖြစ်ကြောင်းဇွန်လ18ရက်နေ့ကတောင်းလောပေးပို့ခဲ့ပါရယ် ပြီးခရစ်စွန်လ23ရက်နေ့က CDM အောင်မြင်ရေးကော်မတီကပေးပို့လာတဲ့အကြံဖက်အာဏာဖီဆန်းရေးလှုပ်ရှားမှုဆိုင်ရာငငတ်ဝန်ထမ်းဥပဒေကိုပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကပြဋ္ဌာန်းခဲ့ပြီးဥပဒေပါနန်းစီရင်မှုဝန်ထမ်းတွေကိုစစ်ဆစ်ပြီးတော့ဖြတ်ကွဲမှုတွေအပေါ်အရေးယူရတွေပြုလုပ်ဖို့ဆိုတဲ့အချက်ပေါ်မှာတော့ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။ က်တဲ့ကာလတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုကြိုးစားနိုင်မယ်ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတော်မှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။အဲ့ဒီထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မယ့်နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာ အတိကကြုံရလေးရှိတာကစိုးရင်တော်ကရီဖြစ်ပါတယ်။ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းနေကြောင်းပူပန်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရင်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခန်းစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိတ်ဆွေတွေကိုယင်ဖွင့်ပြောဆိုတာ ုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်ပံ့ပြုပါတယ်။နှင်းလက်ရှိဖြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအတန်းအနက်အထီးအတွေ့မြင်ကွင်းတွေကိုဂီယူဒီဇိုင်းအာယုံခံကြည့်တာမျိုးတွေလုပ်လို့ရပါတယ်။၃မိမိကိုစိတ်သက်သာရာရစေမဲ့တည်ငြိမ်စေမဲ့အရာလေးတွေလောက်တာဥပမာညံ့ညောင်းတဲ့တန်ဆန်လေးတွေနားထောင်တာ အကြည်ဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆော့ကစားတာမျိုးတွေပြုလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုယ်ရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင် အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးတွေထားရှိဖို့တိုက်တွန်းချင်ပါတယ်။၅ ီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှောနေနေနိုင်ပေမယ့်ရေတက်ပြေဝအောင်အာဟာရပြေဝအောင်စားသောက်ဖို့လိုအပ်ပါတယ်6ကိုလက်လှောက်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်ပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာအကျောရှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ် ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနေစဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဖြစ်တာမျိုးတွေရှိတတ်ပါတယ်။ဒီခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းလည်ပတ်ဖို့စူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကတည်င်းအချက်လက်တွေရဖို့အရေးကြီးသလို social media ကတည်င်းအမှားတွေပုံရိပ်တွေကကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကတ်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ ရှင်ကိုဝါသနာပါတဲ့အရာတွေကိုကိုစိတ်ပျော်ရွှင်စေမဲ့အရာတွေဥပမာတချင်နာထောင်နာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်ကို ့ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းတွေအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီးအကျိုးဆက်အနေနဲ့လည်းစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်တာမျိုးတွေပြုလုပ်လို့ရပါတယ်။အစဲ စိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေအသုံးပြုတာမျိုးရှောင်ကျဉ်သင့်ပါတယ်။ဥပမာအရက်အလွန်ကျွံတောက်တာ၊မူရက်ဆေးဝါးတုံ့ဆွဲတာ၊ကိုယ့်ရဲ့ခံစားချက်တွေကိုတခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်။ဆက်တဲ့ ora yin ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင်စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာ၊ counseling ယူတာ၊ emotional support session နဲ့ workshop တွေပါဝင်တာ၊ဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ ချက်နဲ့ဒီကာလမှာကိုမလုတ်ပေးနိုင်တဲ့မကူညီပေးနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင်ကိုလုတ်နိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပိုအာယုံဆိုင်ပြီးကူညီထောက်ပံ့တာမျိုးကကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချန်နေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရာနေတောက်ကြနေအထီး ည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ကချင်ပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီချနာသတင်း Channel App, Facebook စာမျက်နှာ, YouTube နဲ့ Website တွေကနေသတင်းလေးစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။